ဘာတဝမ်းမှာချစ်စရာကောင်းတဲ့ပင်ကွင်မျိုးစိတ်၁၀ခုနှစ်မျိုးရှိတယ်ဆိုတာသင်သိပါသလားဒီနေ့ဗီဒီယိုလေးကတော့အနာတိကဒေတာအလွန်ကျန်းတဲ့ရေခဲပြင်ရာသီဥတုများမှအပူပိုင်းအာဖရိကကျွန်းများအထိနေထိုင်ကြစားကြသည့်ပင်ကွင်မျိုးစိတ်၁၀ခုနှစ်မျိုးကိုစူးစမ်းလေ့လာတင်ဆက်သွားပါမယ်အင်မာယာပင်ကွင်ဟုခေါ်သော AKO ပင်ကွင်များသည်ပင်ကွင်မျိုးစိတ်များတဲ့တွင်အရက်မြင့်ဆုံးဖြစ်ပြီးအရှိတမီတာကျော်ကျော်လောက်ကိုအရက်မြင့်ကြပါတယ်ကိုယ်လေးချိန်ကတော့ကီလို၄၀လောက်ရှိပြီးအရွယ်အစားအကြီးဆုံးပင်ကွင်ကများလည်းချစ်ကြပါတယ်လေပင်ဝါရောင်နှင့် လိမ္မော်ရောင်တို့သိပါရှိကြပြီးတောင်ဝင်ရိုးစွန်းဒေသများမှာနေထိုင်ကြစားကြပါတယ်။ထူးခြားချက်များကတော့ပင်ကွင်ထီးများဟာဥများကိုခြေတော့ပေါ်တွင်တင်ကာအမွေးတောင်ဖြင့်ဖုံးအုပ်ပြီးဝတ်လေ့ရှိပါတယ်။ကင်းပင်ကွင်ဟုခေါ်သောဘရင်ပင်ကွင်များသည်အကီယောပင်ကွင်ထက်သေးငယ်ကြပြီးအနာတိကဒေသကျွန်းစုများတွင်နေထိုင်ကြစားကြပါတယ်။အကီယောပင်ကွင်များနှင့်ဆင်တူလာပြီးလေပင်တွင်လေမော်ရောင်ဆင်းများပိုထင်ရှားစွာရှိနေကြပါသည်။ကောင်ရည်နှစ်တန်းခန့်ရှိကြပြီးထူးခြားချက်များကတော့ရေငုပ်အားကောင်းဆုံးသောပင်ကွင်ငှက်များဖြစ်ကြပါသည်။ မီတာ300လောက်ထိညှို့နိုင်ကြပါတယ်။အီတလီပင်ကွင်များဟာတင်းငယ်ပေမဲ့ခန္ဓာရည်ရှိတဲ့ပင်ကွင်များဖြစ်ကြပါတယ်။အနာတိကကန်ယိုရန်ဒေတာများနေထိုင်တတ်ကြပြီးစူးစမ်းခြင်းစိတ်ပြည့်နေပြီးဟာတလိုလျှောက်တတ်ကြပါတယ်။အစာရှာဖို့ကီလိုမီတာ300အထိရေကူးနိုင်ကြပါတယ်။ထူးခြားချက်များကတော့ကြောက်တုံးများဖြင့်အတိုက်များကိုဆောက်လုပ်တတ်ကြပါတယ်။ချင်းဆက်ထက်ပင်ကွင်များဟာတေးရည်မဲ့ရဲရင်တဲ့ပင်ကွင်ငှက်များဖြစ်ကြပါတယ်။မေယောက်ကအနက်ရောင်ခါပတ်ကြောင့်အမြဲပြုံးနေတယ်လို့ဖြစ်နေတတ်ပါတယ်။ အနာတိကဒေတာရဲ့တောင်ဘက်ပိုင်းခြားတဲ့ကျွန်းများတွင်နေထိုင်ကျဆားကြပါတယ်။ထူးခြားချက်များကတော့စိတ်ခံစားမှုမြန်ပြီးတိုက်ခိုက်လို့စိတ်များတဲ့ပင်ကွင်ငှက်မျိုးစိတ်များဖြစ်ကြပါတယ်။ဂျန်ဒူပင်ကွင်များဟာပင်ကွင်မျိုးစိတ်များထဲတွင်ရေကူးအမြန်ဆုံးပင်ကွင်များဖြစ်ကြပြီးတနာရီကို36ကီလိုမီတာနှုန်းဖြင့်ကူးခတ်နိုင်ကြပါတယ်။လိမ္မော်ရောင်နှုတ်သီးခေါင်းပေါ်တွင်အဖြူစင်းများနှင့်ရှေရှားသောအမီးများလည်းပါရှိကြပါသေးတယ်။ထူးခြားချက်များကတော့အခြားသောပင်ကွင်ငှက်မျိုးစိတ်များနှင့်ရေကူးအမြန်ဆုံးပင်ကွင်များဖြစ်ကြပါတယ်။ မာကရိုနီပင်ကွင်များဟာထူးခြားတဲ့အဝါရောင်မျက်ခုံးမွေးရှည်များပါရှိကြပြီးအနာတိကဒေသတောင်ဘက်ပိုင်းကျွန်းများတွင်နေထိုင်ကြဆားကြပါတယ်ထူးခြားချက်များကတော့ပင်ကွင်မျိုးစိတ်များတဲ့တွင်ကောင်းရည်များဆုံးသောပင်ကွင်မျိုးစိတ်များဖြစ်ကြပါတယ်ဒေါ်ဝင်ပင်ကွင်များဟာမာကရိုနီပင်ကွင်များနဲ့ရုပ်ချင်းစင်ကြပါတယ်မက်ကွယ်ရီယာကျွန်းမှာအဓိကနေထိုင်ကြဆားကြပါတယ်နပူးနစ်ပါတွင်အဝါရောင်လိမ္မော်ရောင်အစင်းများပါရှိကြပါတယ်ထူးခြားချက်များကတော့မာကရိုနီပင်ကွင်များ၏အမိကပ်ဆုံးစုမျိုးတွေဖြစ်ကြပါတယ် တောင်ပိုင်းယောဟောဘာပင်ကွင်များ၏နဖူးတို့တွင်အဝါရောင်အစည်းရောင်အမွေးများပါရှိကြပြီးမျက်လုံးများသည်အနီရောင်ရှိကြပါれအနာတိကဒေတာတောင်ဘက်ပန်းကျုံများတွင်နေထိုင်ကြဆားကြပါれထူးခြားချက်များကတော့ကြောက်ဆောင်များပေါ်သို့ခုံတက်သွားလာလေရှိကြပါれမြောက်ပိုင်းယောဟောဘာပင်ကွင်များသည်တောင်ပိုင်းယောဟောဘာပင်ကွင်များနှင့်ဆင်တူတော်လဲအဝါရောင်အမွေးများသည်ပိုကြီးရှည်ရကြပါれအနာတိကဒေတာများတွင်နေထိုင်ကြဆားကြပြီးငါးလုံးအကျုံဖန်းစည်းခြင်းနှင့်ရာတီဥရုဖောက်ပြန်ခြင်းတို့ကြောင့်ကောင်းရေလျော့နေလာနေပါれ ဥရခရစ်စတပင်ကွင်များသည်စိမ့်ယောင်ထောင်မှတ်နေသောအမွေများရှိကြပြီးနှုတ်သီးကြီးများလည်းပါရှိကြပါသည်။နယူးဇီလန်နှင့်အနီးနားပတ်ဝန်းကျင်ကျွန်းများတွင် နေထိုင်ကျဆားကြပါသည်။ထူးခြားချက်များကတော့အတိုက်ကိုကြောက်ဆောင်ထူထပ်သောနေရာတွင် ပြုလုပ်တတ်ကြပါသည်။ဖီယော့လန်ပင်ကွင်များဟာနယူးဇီလန်မိုးတစ်တော်ကမ်းခြေများတွင် နေထိုင်ကျဆားကြပြီးတစ်တော်ထဲတွင်တိုက်ဆောက်တဲ့ရှားပါးတဲ့မျိုးစိတ်များဖြစ်ကြပါသည်။ထူးခြားချက်များကတော့ညခါတစ်တော်ထဲတွင်နေထိုင်သောပင်ကွင်မျိုးစိတ်ဖြစ်ကြပါသည်။ စနေးပင်ကွင်များဟာဖီယော်လန်ပင်ကွင်များနှင့်ဆင်တူလာပါတယ်။နယူးဇီလန်စနေးကျုံးများတွင်နေထိုင်ကြဆားကြသည့်မျိုးစိတ်များလည်းဖြစ်ကြပါတယ်။ထူးခြားချက်များကတော့စနေးကျုံးပေါ်တွင်သားများပေါက်ဖွားလေးရှိကြပါတယ်။အဝါရောင်မျက်လုံးနှင့်ပင်ကွင်တွေကတော့ကမ္ဘာပေါ်မှာအရှားဆုံးပင်ကွင်မျိုးစိတ်တွေဖြစ်ကြပါတယ်။သူတို့ကိုနယူးဇီလန်မှာတွေ့မြင်နိုင်ပါတယ်။အကောင်ရေတစ်ထောင်900လောက်တာကျန်ရှိတော့တယ်။ထူးခြားချက်များကတော့နယူးဇီလန်ကျုံးပေါ်တွင်သားများပေါက်ဖွားလေးရှိကြပါတယ်။သားပေါက်ပွားမှုကြောကြလျက်ရှိနေပါတယ်။ အပြာရောင်ပင်ကွင်းငယ်များသည်ကမ္ဘာအသေးဆုံးပင်ကွင်းမျိုးစိတ်များဖြစ်ကြပြီးအမြင့်တစ်ဆက်တစ်လက်မှလောက်သာရှိကြပါသည်။ဩစတြေးလျနှင့်နယူးဇီလန်တို့တွင်နေထိုင်ကြစားကြပြီးမြအချိန်ကမ်းပေါ်တက်ပြီးအိတ်တန်းတက်ကြပါသည်။အာဖရိကပင်ကွင်းများကိုတောင်အာဖရိကဘိုဒါကန့်ချီဒေသတွင်တွေ့ရနိုင်ပါသည်။ရင်ဘတ်တွင်အမဲကွင်းတစ်ခုပါရှိပြီးနှုတ်သီးဟာလည်းမဲနက်နေပါသည်။အာဖရိကတိုက်တွင်တွေ့ရသည့်တစ်ခုတည်းသောပင်ကွင်းမျိုးစိတ်များဖြစ်ကြပါသည်။ဟန်ဘော့ပင်ကွင်းများကိုပီယူးနှင့်ချီလီကန့်ချီဒေသတွင်တွေ့ရနိုင်ပါသည်။ရင်ဘတ်တွင်အမဲကွင်းတွေပါရှိကြပြီး နှုတ်တီးကတော့ပန်းရောင်ဖြစ်နေပါတယ်။သူတို့ဟာကူကြောက်ဆောင်များတဲ့တွင် နေထိုင်လေးရှိတတ်ကြပါတယ်။ဂလာပါဂိုပင်ကွင်တွေကတော့အီကွေဒါမြောက်ဘက်မှာတွေ့ရတဲ့တခုရဲ့တော့ပင်ကွင်မျိုးစိတ်များပင်ဖြစ်ပါတယ်။အပူချိန်မြင့်တဲ့ဂလာပါဂိုမှာအေးမြတဲ့ရေစီးကြောင်းကိုအုံချရှင်တန်နေထိုင်ကြစားလျက်ရှိကြပါတယ်။အပူပိုင်းဒေသတွင်နေထိုင်သည့်ပင်ကွင်မျိုးစိတ်များလည်းရှိကြပါတယ်။ဒီဗီဒီယိုကလေးကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုများမှာလည်းတဘာဝတရားကြီးတွင်မိတင်းနေထိုင်နေကြသောတတ္တဝါများ၏စိတ်ဝင်စားဖွယ်ရာအကြောင်းများကိုတင်ဆက်ပေးသွားမည်ဖြစ်ပါသောကြောင့် လာမည့်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ကြပါစို့